खलीफा के हम हैं खलीफा हमारा वो दिल है हमारा आका हमारा 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 खलीफा हमारा वो दिल है हमारा आका हमारा وہ دل ہے ہمارا آقا ہمارا السلام علیکم ورحمۃ اللہ this week with حضور اسیز ما تفن پیان لے چوزو لائی پارے ယနေ့မှာခလီဖာတခင်ကြီးနဲ့တွေ့ဆုံမှုအစီအစဉ်နှစ်ခုအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်။တစ်ခုကနော်ဝေနိုင်ငံမှအန်ဆာဖွဲ့ဝင်များနဲ့တွေ့ဆုံမှုဖြစ်ပြီးနောက်တစ်ခုကဆွီဒင်နိုင်ငံမှခွတမ်တချို့နဲ့တွေ့ဆုံမှုဖြစ်ပါတယ်။ယခုဥစွာ တနင်္ဂနွေနေ့ကအစည်းအဝေးဖြစ်တဲ့ခလီဖာသခင်ကြီးနဲ့နော်ဝေနိုင်ငံကအန်ဆာဖွဲ့ဝင်တွေရဲ့တွေ့ဆုံမှုအစည်းအဝေးအကြောင်းကိုတင်ဆက်ပါမယ်။ပြီးသွားတဲ့တနင်္ဂနွေနေ့ကနော်ဝေနိုင်ငံမှအန်ဆာနေရှင်နယ်အာမီလာဖွဲ့ဝင်တွေပါဝင်တဲ့အန်ဆာကိုယ်စားလှယ်ဖွဲ့တစ်ဖွဲ့ကခလီဖာသခင်ကြီးနဲ့လာရောက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။တွေ့ဆုံစဉ်အတွင်းမှာတအူးချင်းကမိမိတို့အကြောင်းမိတ်ဆက်တင်ပြခွင့်ရခဲ့ကြပြီး ఖలీఫా దఖేన్జీ గా అన్సార్ అలోముసాం టఊజిన్ యె టావన్ వత్యా ఋని నె పతత లు లణ్ న్మ్ మైం జా కే బారే అస్సలాము అలైకుమ వ రహ్మతుల్లాహ్ హుజూర్ చనో నమే సైఫుల్ రహ్మాన్ ఫిట్ బారే గాయిద్ తాలిమ్ అల్ ఖురాన్ నె వక్ఫే అర్జీ టౌయింగె టఊ ఫిట్ బారే తాలిమ్ అల్ ఖురాన్ నె వక్ఫే అర్జీ ఠానామా అయేట్ బలాక్ గా వక్ఫే అర్జీ అచైం బాయి స ွ న్ లుజే ఫిట్ బదలే వక్ఫే అర్జీ అయేట్ తో నే బారే హుజూర్ బాచాంగ్ అయేట్ నే యాదా లే ဝက်ဖီအာဇီတိုးလာအောင်လှုပ်ဖို့ကအသင့်တာဝန်ပါပဲအန်ဆာရလုံမှုဆောင်တွေနဲ့အန်ဆာဖွဲ့ဝင်တွေအားလုံးကိုဝက်ဖီအာဇီစီမံကိန်းထဲမှာပါဝင်စေပါလူတိုင်းကိုသတင်းပတ်နှစ်ပတ်ဝက်ဖီအာဇီပြုလုပ်ခိုင်းပါဒါဆိုရင်လုပ်ငန်းကောင်းစွာလဲပတ်လာပါလိမ့်မယ်တွေ့ဆုံမှုအစီအစဉ်အတွင်းမှာကလီဖာသခင်ကကိုင်တာဘီယာတာဝန်ခံနဲ့လည်းစကားပြောဆိုခဲ့ပြီးနမတ်နဲ့အစမြတ်ကုရ်အန်ဖတ်ယူခြင်းပတ်တို့အာယုံပြုအလေးထားဖို့လိုအပ်ကြောင်းနဲ့ဆက်နွယ်ပြီးလမ်းညွှန်မိန့်ကြားခဲ့ပါတယ် အကယ်၍အန်ဆာရီကနမတ်ပဲပြုကြမယ်ဆိုရင် နမတ်စင်တာတွေနဲ့ဗလီဝကျောင်းတွေမှာနမတ်ပဲပြုသူတွေနဲ့စီကားလာပါလိမ့်မယ်။ကောင်းစွာတိုက်တွန်းနှိုးဆော်မှုတွေလုပ်ပါ။ကျမ်းမြတ်ကုရ်အန်ဖတ်ရခြင်းဘက်တို့လည်းအာယုံပြုစေပါ။နမတ်ပဲပြုခြင်းနဲ့ကျမ်းမြတ်ကုရ်အန်ဖတ်ရှုခြင်းကပုံမှန်ဖြစ်ရပါမယ်။ဒီရန်ကခုက ပုံမှန်ဖြစ်သွားပြီဆိုရင်ကျန်တာတွေကအလိုလိုတက်မှတ်လာပါလိမ့်မယ်ခလီဖာသခင်ကကိုင်တပ်လစ်တာဝန်ခံနဲ့လည်းစကားပြောခဲ့ပြီး တည်င်းစကားဖြန့်ချီဖို့တခြားအကြောင်းကံနီလန်းတွေကိုအသုံးပြုဖို့လိုအပ်ကြောင်းခုလိုမိန့်ကြားပါတယ်။ယခင်နီလန်းဟောင်းတွေကိုထားလိုက်ပါ။ပုံမထိရောက်မဲ့ public လမ်းကြောင်းဘာတွေရှိမလဲဆိုတာရှာဖွေပါ။လူတွေရဲ့သဘောတဘာဝတွေကိုအခြေခံပြီး public အခွင့်အလမ်းတွေကိုဖွင့်လှစ်ပါ။ဒီလိုမဟုတ်ပဲလူကြီးသူမတွေကလွန်ခဲ့တဲ့နှစ်90အရင်လောက်ကလမ်းပြမြေပုံရေးဆွဲပေးခဲ့တယ်။ဒီတိုင်းပဲမိမိတို့ဆက်လုပ်မယ်။ဒီလမ်းကြောင်းကနေနည်းနည်းမှအတိမ်းဆောင်မခံဘူးဆိုတဲ့ပုံစံမျိုးမလုပ်ရပါဘူး။ ယခုခမားတို့အန်ဆာရဲကိုရောက်နေပါပြီသပင်တွေဖြူနေပေမဲ့ခမားအတက်ရွယ်ကငဲပါသေးတယ်ဒါကြောင့်လူငယ်တယောက်လူအလုလုပါခမားရဲ့လုပ်ငန်းမှာဆဖေဒူဝမ်ကလူလပိုင်းရွယ်အန်ဆာရီကိုပါဝင်စေပါတရင်စကားအကောင်းဆုံးဖြန့်ချီနိုင်ဖို့လမ်းပြမြေပုံရေးဆွဲပါတပလစ်ပြုလုပ်ပါစောက်စာပေတွေဝင်ကပါလူတွေနဲ့ထိတွေ့ဆက်သွယ်ပါဆမီနာတွေပြုလုပ်ပါအားလုံးနဲ့အတူတကွပူးပေါင်းအလုပ်လုပ်ပါ ီလိုဆိုရင်ဂျမတ်ဖွဲ့ဝင်တွေကလည်းခမားစီကစန္ဒမူနာယူပါလိမ့်မယ်အန်ဆာရီဆိုတာအတွေ့အကြုံရင့်တန်တဲ့သူတွေဖြစ်ကြတယ်မိမိတို့အတွေ့အကြုံရလူတွေကိုအကျိုးပြုပါတပ်လစ်လုပ်ငန်းထိရောက်ဖို့စီမံကိန်းအစ်တွေရေးဆွဲချမှတ်ပါအိမ်မောချနေတာမျိုးမဖြစ်ပါစေနဲ့ပါဝင်တက်ရောက်လာသူတွေကကလီဗာတခင်ကြီးထံမှာမျက်မှောက်ခရဲ့အမျိုးမျိုးသောပုံစံတွေနဲ့ဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေမေးမြန်းခွင့်ရခဲ့ကြပါတယ် တဖက်မှာလတ်မြက်ကမိမိရဲ့သဘောတဘာဝအောက်မှာမွတ်စလင်တွေကိုရောမွတ်စလင်မဟုတ်သူတွေကိုပါသူတို့ရဲ့ကြိုးစားမှုတွေအတွက်တံပြန်အကျိုးဆုလက်ကို ပေးတော်မူသလိုအခြားတစ်ဖက်မှာသူတို့ဟာလော်ကီစမ်းသပ်မှုတွေနဲ့လည်းရင်ဆိုင်ကြုံတွေ့ရပါတယ်။ဟူဇူကျွန်တော်မေးလိုတာက လောကမှာယုံကြည်သူတွေနဲ့မယုံကြည်သူတွေကိုရုပ်ပိုင်းရအလရှမြက်ရဲ့ဆက်ဆံပုံကွာခြားမှုကိုဘယ်လိုမြင်တွေ့နိုင်ပါသလဲ။ဘယ်လိုနားလည်လို့ရနိုင်ပါသလဲ။မွတ်စလင်မဟုတ်သူတွေသိမြင်အောင် ဘယ်လိုပြသလို့ရနိုင်ပါသလဲဒီလိုအဖြစ်သူတို့လည်းအလရှမြတ်ပေါ်တပ်ဝင်ယုံကြည်လာနိုင်စေဖို့ဖြစ်ပါတယ်အရင်ဆုံးတည်ထားရမှာကမိမိဟာတကယ်ပဲအလာနဲ့ဆက်သွယ်မှုရှိတယ်လို့ပြောလို့ရနိုင်တဲ့အထိမိမိတို့အစဉ်တန်းကိုမြင့်တင်နိုင်အောင်ကြိုးစားရပါမယ်အလ်ဟမ်ဒူလ illah ဘစ်စမီလာအလ္လာဟ်ဂျေဇူတော်နဲ့ကျွန်တော်မွတ်စလင်တဦးဖြစ်တယ်လို့ပြောယုံနဲ့မလုံလောက်ပါဘူးငါးချိန်နမတ်ကဖာရတ်မပြုတ်မနေရတာဝန်ဖြစ်ပေမယ့်လူတွေကဝတ်ပြုခြင်းမရှိကြပါဘူး ဒါကအခြေခံအုတ်မြစ်ပဲဖြစ်တယ်။အမှန်တရားပေါ်မှာလည်းယက်တီမှုမရှိကြပါဘူး။မွတ်စလင်များစုရဲ့အခြေအနေကဒီတိုင်းပဲမဟုတ်ပါလား။မွတ်စလင်တွေထဲမှာသူတော်ကောင်းတွေရှိမယ်၊ဘာသာတရားကိုင်းဆိုင်သူတွေရှိကြမယ်။အလားအမိန်တော်တွေပေါ်မှာရှောက်လန်းသူတွေဖြစ်ကြမယ်ဆိုရင်အလရှမြတ်ကသူတို့ကိုလောကီတာမကလောကုတ္တရာကောင်းကျိုးချမ်းသာတွေကိုလည်းချီးမြှင့်ပေးသနာမှာဖြစ်ပါတယ်။တမန်တော်မြတ်ဆလလောလ္လဟ်အလိုင်းဆလမ်ခေတ်ကတာဝကတော်တွေဟာဘာသာတရားကိုင်းဆိုင်သူတွေဖြစ်ကြတယ်လို့ ချမ်းသာကြွယ်ဝမှုကိုလည်းအလရှမြတ်ကပေးသနာထားပါတယ်။ဒါကြောင့်ပဲမစီမောသလစလမ်တခင်ကတာဝကတော်တွေနဲ့ပတ်သက်လို့ဇကပုံတစ်ခုကိုပြောပြခဲ့တယ်။အဲ့ဒါကဟတ်ဘာကာဒိလ်ဘယာသူတို့ရဲ့လက်တွေကအလုတ်သေးရှိကြပေမဲ့သူတို့ရဲ့နှလုံးသားကအလထံတော်မှာ မြုပ်နှံထားတယ်ဆိုတာပါပဲ။ယနေ့မှာလူတွေရဲ့နှလုံးသားဟာငွေချေးဥစ္စာတွေနင်းမွန်းနေကြတယ်။လောကီဘက်ကိုပိုပြီးအာယုံဝင်စားနေကြတယ်။ အလုတ်ချိန်အတွင်းဇဟောနဲ့အစရချိန်ရောက်လာရင်လည်းဝိပြုခြင်းမရှိကြဘူးညဆိုရင်လည်းညနေတဲ့အထိတခြားအလုတ်တွေလုပ်တာကြောင့်မနက်ပိုင်းဖဂျရ်နမတ်ဝိမပြုနိုင်ဘူးခုလိုအားနည်းချက်တွေရှိနေတယ်ဆိုရင် ကောင်းမှုပြုလုပ်သူတွေဘာသာတရားကိုင်းဆိုင်သူတွေဆိုပြီးဘယ်လိုလုပ်ပြောလို့ရနိုင်ပါမလဲနာမည်ကန်ဘာသာရေးသမားပဲဖြစ်လိမ့်မယ်သူတို့ကြိုးစားတာက လော်ကီအတွက်ဖြစ်နေတယ်ပြီးတော့ဘာသာရေးဆိုပြီးတစိုက်ကတ်ကြတယ်အကယ်၍လော်ကီသမားကလော်ကီအကျိုးမြတ်ရဖို့ကြိုးစားတယ် လူတွေကိုလဲပြားတာမျိုးလဲမလုပ်ဘူးဆိုရင်တော့အလရှမြတ်ကသူ့ကိုလော်ကီအချိုးကျေးဇူးကိုမုတ်ချပေးသနာတော်မူမှာဖြစ်တယ်။လူတွေကအပေါ်ရန်တော့ကလီမာရွတ်ဖတ်သူတွေဖြစ်ကြပေမယ့်လက်တွေမှာအမှန်တရားပေါ်မှာယက်တီမှုမရှိကြပါဘူး။အခြားတစ်ဖက်မှာတချို့ကဘာသာမဲ့တွေဖြစ်ကြပေမဲ့လည်းသူတို့စီမှာကောင်းမှုတွေကိုတွေ့ရတတ်ပါတယ်။စူးစမ်းလှုပ်ဆောင်တတ်တဲ့အချက်တွေရှိကြတယ်။ဒါဆိုရင်သူတို့လှုပ်ဆောင်ချက်တွေရဲ့တံပြန်အကျိုးဆုလက်ကိုအလာကပေးသနာမှာဖြစ်တယ်။ ဒါကြောင့်ယုံကြည်သူမယုံကြည်သူတွေကိုအလာကဘလို့ဆက်ဆံတယ်လဲဆိုတာဝေဖန်ပိုင်းခြားမှုမပြုခင်အရင်ဆုံးဘာသာတရားကိုင်းဆိုင်သူတွေစီမှာဘလို့စံနမူနာတွေရှိတယ်လဲဆိုတာပြောပြရမယ်။သူတို့ရဲ့စံနမူနာတွေကိုရှာဖွေရမယ်။အကယ်၍ခမည်းကိုယ်တိုင်ဘာသာတရားကိုင်းဆိုင်သူဖြစ်မယ်။အရှင်ဂျေဇုတော်နဲ့ဘာသာတရားပေါ်မှာယက်တီနေသူဖြစ်မယ်ဆိုရင်မိမိပေါ်အလတ်မြတ်ကဘလို့ဂျေဇုတွေပြုထားကြအောင်သာသနာပေါ်မှာယက်တီခြင်းဖြစ်အလာကမိမိကို လောကီကောင်းကျိုးချမ်းသာတွေကိုလည်းချီးမြှင့်ထားကြောင်းသူတို့ကိုပြောပြပါဒါပေမဲ့ဘာသာတရားကိုင်းဆိုင်သူရှိမယ်တခြားတစ်ဖက်မှာလောကီသမားရှိမယ်သူတို့နှစ်ဦးမှာတူညီတဲ့လုပ်ငန်းကိုယ်စီရှိကြတယ်ဆိုပါစို့ဘာသာတရားကိုင်းဆိုင်သူကအလားတောင်ဝင်ကိုလည်းဖြည့်ဆည်းတယ်လူသားတွေရဲ့တောင်ဝင်ကိုလည်းဖြည့်ဆည်းတယ်ဆိုရင်အလားကသူ့ရဲ့အလုပ်မှာဘာရကတ်ကောင်းကြီးမင်္ဂလာကိုထည့်သွင်းပေးပါလိမ့်မယ်သူ့ဝင်ငွေမှာလည်းဘာရကတ်ပေးပါလိမ့်မယ်တခြားတစ်ဖက်မှာလောကီရေးသမားကကြိုက်သလောက်စီးပွားရှာပါစေ လော်ကီစမ်းသပ်မှုတွေထဲမှာပဲပြိမ့်မိနေပါလိမ့်မယ်သူ့ရဲ့လုပ်ငန်းနဲ့ဝင်ငွေမှာလဲဘာကတ်ရှိလိမ့်မှာမဟုတ်ဘူးမိမိရဲ့ပတ်ဝန်းကျင်အတွင်းမှာနမူနာတွေကိုရှာဖွေကြည့်ပါလူတွေကိုအဲ့ဒီစံနမူနာတွေကိုပြောပြပါအခြေခံကြတဲ့အချက်ကတော့ဒါပဲဖြစ်တယ်ဘာသာသာသနာပေါ်မှာယက်တီသူဖြစ်တယ်ဆိုရင်လက်တွေ့ကျင့်ကြံတိဆောက်ပြသမှုလည်းရှိရပါမယ်အဲ့ဒီနောက်အလရှမြတ်ထံမှာတောင်းခံမယ်ဆိုရင်အလရှမြတ်ကပေးသနာချိမြတ်မှာဖြစ်တယ် ကဘာကြီးကိုကျွန်တော်တို့အရင်ဆုံးအလရှမြတ်ဘက်ကို လာဖို့ပြောရမယ်ကျွန်တော်တို့ကလောကီသားတွေကိုလောကီကိုရရှိအောင် လုပ်ဖို့ဘယ်လိုလုပ်ပြောလို့ရပါမလဲလောကီကိုရရှိဖို့ကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့တာဝန်ကလောကုတ္တရာကိုဘယ်လိုရရှိအောင်လုပ်ရမလဲအလရှမြတ်ကိုရရှိဖို့ဘာတွေလုပ်ရမလဲဒီလောကပြီးရင်တမလွန်ရှိသေးတယ်အဲ့ဒီခါကျရင်လူတွေကိုနောက်ဆုံးစည်ရင်စစ်ကြောမှာဖြစ်ကြောင်း ပြောပြရမှာဖြစ်တယ်ဒီလော်ကီဘဝဆိုတာယာယီမြတာဖြစ်ပြီးနောက်ဆုံးအသက်80 90အများဆုံးအသက်100ခန့်သာနေရမှာဖြစ်တယ်အမြဲတည်မဲ့ဘဝကိုတမလွန်မာမရရှိမှာဖြစ်တယ်ဒီထွက်ပဲမိုးမင်းတွေဟာစူးစမ်းနေကြတာဖြစ်တယ်လို့ဒီထွက်ကြောင့်ပဲကျွန်တော်တို့စူးစမ်းနေခြင်းဖြစ်ကြောင်းပြောပြပါပြီးတော့ဒါကြောင့်အတင်တို့လည်းစူးစမ်းဖို့လိုအပ်ကြောင်းပြောပြပါဒီလိုမဟုတ်ရင်တော့အလရှမြတ်ကတမလွန်ရောက်တဲ့အခါ အသင်တို့ကိုဘယ်လိုစစ်ကြောမလဲဆိုတာမြင်ရလိမ့်မယ်လို့အလရှမြက်ကမိန့်ကြားထားတယ်ဒီကအလရှမြတ်ကျွန်တော်တို့ကိုလောကကိုနောက်တစ်ကြိမ်ပြန်သွားဖို့အခွင့်အရေးပေးပါဒီလိုဆိုရင်ကျွန်တော်မျိုးတို့ဘာသာရေးကိစ္စတွေလုပ်ပါမယ်အရှင်းအမိန်တော်တွေတိုင်းနာခံလှုပ်ဆောင်ပါမယ်လို့ပြောမယ်ဆိုရင်အလရှမြတ်ကလည်းမရဘူးအသင်တို့လုတ်ခဲ့ပြီးတာတွေကဒီတိုင်းပဲရှိနေလိမ့်မယ်လို့ပြန်လည်မိန့်ကြားပါလိမ့်မယ်တခြားသူတွေရဲ့အယူဆကကျွန်တော်တို့နဲ့လုံးဝခြားနားပါတယ် ကျွန်တော်တို့ဟာလော်ကီရေးနဲ့ဘာသာရေးကိုဘယ်လိုလုပ်ရောထွေးလို့ရနိုင်ပါမလဲဘာသာရေးကတီးခြားဖြစ်ပြီးလော်ကီရေးကတီးခြားဖြစ်တယ်ဒီမှားယွင်းမှုကိုအရင်ဆုံးမိမိတို့နဲ့မိမိတို့သားသမီးတွေရဲ့အုံနောက်ထဲကနေထုတ်ပြရပါမယ်ဒီနောက်ဘာသာတရားဘာလဲဆိုတာလူဖွဲ့စည်းတွင်းမှာချပြရမယ်ပြီးရင်လူတွေကိုအလရှမြတ်ဘက်ကိုခေါ်ဆောင်လာရမယ်လူတော်တော်များများကအလရှမြတ်ကိုလက်မခံကြပါဘူးသူတို့တွေကိုအလရှမြတ်တရှိကြောင်းဒီရာတွေဟာအရှင်ရဲ့နမိတ်လက္ခဏာတွေဖြစ်ကြောင်း ဒါဟာအလားတရှိကြောင်းမိမိတို့ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့တသက်တွေဖြစ်ကြောင်းပြောပြရမယ်။ကျွန်တော်တို့ဂျမတ်ဘက်ကနေအစီအစဉ်တည်တည်ထုတ်လွှင့်လျက်ရှိပါတယ်။ The Review of Religions ကထုတ်လွှင့်တဲ့အစီအစဉ်တွေနဲ့တခြားအစီအစဉ်တွေလည်းရှိပါတယ်။အဲ့ဒီမှာအလားတပါးတဲ့ဖြစ်ခြင်းကြောင်းအလားတရှိခြင်းနဲ့ပတ်သက်တဲ့တသက်တွေကိုတင်ဆက် ပြောပြလေးရှိကြတယ်။ဒါကကျွန်တော်တို့လူတွေကိုပြောပြရမယ်အမှန်တရားတွေဖြစ်တယ်။လူတွေကို အစင်တို့အလကိုယုံကြည်မယ်ဆိုရင်လောကီကိုလည်းရရှိမှာဖြစ်တယ်လို့သာသနာကိုလည်းရရှိမှာဖြစ်ကြောင်းပြောပြပါဒီနီလန်တိုင်းသတင်းစကားဖြန့်ချီပို့ဆောင်ပါဒီအတွက်အရင်ဆုံးမိမိတို့ရဲ့အခြေအနေတွေကိုတိုးတက်ကောင်းမွန်အောင်လုပ်ဖို့လိုပါတယ်ဟူဇူကျွန်တော်မေးလျှောက်လူတာက သားသမီးတွေအရွယ်ရောက်လာတဲ့အခါအိမ်အောင်ပြုကြတယ်အဲ့ဒီခါအိမ်အောင်မှုဘဝနဲ့ပတ်သက်လို့သူတို့ကိုအကြံပေးဆွေးနွေးမှုတွေလုပ်ရပါတယ်ဒါပေမဲ့ မိဘတွေက နောက်ပိုင်းမှာအိမ်တော်မှုဘဝနဲ့ပတ်သက်ပြီးဆုံးမတဲ့အခါသားသမီးတွေကမိဘတွေကိုကြားဝင်ဆွဖတ်တယ်လို့မြင်ကြတယ်။ဒါဆိုရင်မိဘတွေကြားဝင်တာမျိုးမလုပ်ပါနဲ့။ဘယ်သူကကြားဝင်ဖို့ပြောလို့ပါလဲ။တကယ်လို့သားသမီးတွေကကောင်းမွန်တဲ့တရဘီယက်ရှိတယ်။အစ္စလမ်သွန်သင်ချက်တွေအကြောင်းသိနာလေတယ်။ဘာသာရေးအကြောင်းသိတယ်ဆိုရင်ဘယ်လိုတောင်းဝင်ဝတရားတွေသူတို့ပေါ်တင်ရှိနေတယ်လဲ။ဇနီးသားသမီးတွေပေါ်ဘယ်လိုတောင်းဝင်ဝတရားတွေတင်ရှိနေတယ်လဲဆိုတာလဲသူတို့သိအောင်လုပ်ရပါမယ်။ ဒါနဲ့ပတ်သက်လို့မိဂွန်းအသီးသီးခွတ်ဘာအသီးသီးမှာတင်ပြပြီးဖြစ်တယ်လို့ဂျယ်ဆာနေရတွေမှာဆိုရင်ကျွန်တော်ကလွန်ခဲ့တဲ့နှစ်နဲ့သုံးနှစ်အရင်လောက်ကစပြီးတာဝန်ဝတရားအသီးသီးတွေနဲ့ပတ်သက်လို့တင်ပြလာခဲ့ပါတယ်။အဲ့ဒီအဲမှာမိဘသားသမီးခင်မွန်စတဲ့တာဝန်ဝတရားအသီးသီးကို တင်ပြခဲ့ပါတယ်။အရင်ဆုံးသူတို့ကိုအသင်တို့ဟာအာမဒီမွတ်စလင်တဦးဖြစ်တယ်ဆိုရင်ယခုအသင်တို့ကိုအကြံပေးခဲ့ပြီးဖြစ်တယ်။ဒီပုံမှာလိုက်နာကျင့်သုံးပါလို့ပြောပြရမယ်။အဲ့ဒီနောက်သူတို့ဟာ ဘာသာရေးပေါ်မှာရှောက်လန်းလာပြီဆိုရင်မိဘတွေအနေနဲ့ငါတို့ပြောတဲ့အတိုင်းလိုက်လို့ဇနီးဖြစ်သူကိုမနှက်အရာထရင်ရောက်ကမဖြစ်သူကိုဆလမ်ဆိုပါရောက်ကမအိမ်မှာပဲနေပါမိမိအိမ်မှာမနေနဲ့စသဖြင့်ပြောဆိုတာက မှားပါတယ်အဲ့ဒီလိုကိစ္စတွေမှာကြားဝင်တာမျိုးမလုပ်သင့်ပါဘူးသားသမီးကရွယ်ရောက်နေပြီဖြစ်တဲ့အတွက်သူ့အရေးကိစ္စတွေမှာကြားဝင်စရာမလိုအပ်ဘူးခမည်းကိုယ်တိုင်ကလည်းခမည်းရဲ့အရေးကိစ္စတွေမှာကြားဝင်တာမျိုးကိုကြိုက်မှာမဟုတ်ဘူး အိမ်တော်မပြုတ်ရသေးဘူးဆိုရင်လည်းမိမိတို့သားသမီးတွေကအရွယ်ရောက်နေပြီပဲမဟုတ်ပါလားယခုပွင့်လင်းမြင်သာမှုရှိရမယ်ဆိုတဲ့ယနေ့ခေတ်အနောက်တိုင်းလူအဖွဲ့အစည်းတွေနဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေကလူငယ်တွေဟာငါတို့အရွယ်ရောက်နေပြီပဲငါတို့အသက်16နှစ်ပြည့်ပြီပဲငါတို့ရေးကိစ္စတွေမှာဝင်ရောက်ဆွဖတ်တာမျိုးမလုပ်နဲ့ငါတို့မှာလွတ်လပ်ခွင့်ရှိတယ်ကြိုက်တယ်လို့လောက်ပိုင်ခွင့်ရှိတယ်ဆိုပြီးပြောနေကြပါတယ်အကယ်၍ငယ်ရွယ်စဉ်ကတည်းကဘာသာရေးကိစ္စနားထောင်တတ်အောင် ဖဲ့ပြင်တွင်တင်ခဲ့မယ်ဆိုရင်အရွယ်ရောက်လို့အကြံပေးမှုတွေလုပ်တဲ့အခါမှာအကျိုးရှိပါလိမ့်မယ်ဒီလိုမဟုတ်ရင်တော့အကြံပေးတာတသက်ပဲရှိနေလိမ့်မယ်အသင်တို့စီမှာဘလို့တောင်းဝင်တွေတင်ရှိနေကြောင်းဇနီးနဲ့ပတ်သက်လို့ဘလို့တောင်းဝင်တွေကိုအစ္စလာမ်ကပြဋ္ဌာန်းထားကြောင်းဒီပေါ်မှာလိုက်နာကျင့်သုံးဖို့လိုအပ်ကြောင်းသူတို့ကိုပြောပြရမယ်တောင်ဝင်တရားတွေကိုပို့ပြီးခြေပွန်စွာထမ်းဆောင် နေသူတွေလည်းရှိကြပါတယ်လူဖွဲ့စည်းတစ်ခုလုံးကပျက်စီးယိုယွင်းနေတာမျိုးတော့မဟုတ်ပါဘူးလူတချို့တလေကသာ ယုံယွင်းနေတာဖြစ်ပါတယ်။ဒါကြောင့်ငယ်ရွယ်စဉ်ကတည်းကသူတို့ဟာကောင်းစွာပဲ့ပြင်တွင်တင်ခြင်းခံရမယ်ဆိုရင်သူတို့အဲ့ဒီလိုပျက်စီးကြမှာမဟုတ်ပါဘူး။ငယ်ငယ်ကတည်းကမပဲ့ပြင်ခဲ့ပဲအရွယ်ရောက်ခါမှသူတို့ရဲ့အရေးကိစ္စတွေမှာဝင်ရောက်ဆွတ်ဖတ်မယ်ဆိုရင်သူတို့ကိုထပ်ပြီးပျက်စီးအောင်လုပ်နေတယ်လို့ဖြစ်သွားလိမ့်မယ်။အသင်တို့နဲ့ဝေးရာကိုရောက်အောင်လုပ်နေတယ်လို့ဖြစ်သွားလိမ့်မယ်။အဲ့ဒီလိုဆိုရင်သူတို့ဟာအသင်တို့နဲ့ဝေးရာတို့ရောက်သွားရုံသာမကဘာသာတရားကနေပါဝေးသွားပါလိမ့်မယ် ဒါကြောင့်သူတို့ရဲ့ကိစ္စတွေမှာဂျားဝင်ဆွတ်ဖတ်တာမျိုးမလုပ်ပဲသူတို့အချိန်တိုင်းထားလိုက်ရပါမယ်သူတို့အတွက်ဒဝါဆူတောင်းပေးနေရမယ်မိမိတို့ရဲ့သားသမီးတွေအတွက်လည်းဒဝါဆူတောင်းဖို့မစီမောတလဲစလမ်တခင်ကမိန့်ကြားထားပါတယ်အရင်ဆုံးလိုအပ်တာကသားသမီးတွေအတွက်ဒဝါဆူတောင်းပါဒါကပဲအကြီးမားဆုံးလက်နက်ဖြစ်တယ်အလတ်မြတ်သူတို့လေးတွေကိုအကောင်းဆုံးပဲ့ပြင်ပေးဖို့ဒဝါဆူတောင်းရမယ်ဒါပြင်မိမိတို့ရဲ့စံနမူနာကောင်းတွေကိုပြသရမယ် တကယ်လို့ဇနီးမောင်နှံနှုတ်ကသားသမီးတွေရှေ့မှာကောင်းမွန်တဲ့စံနမူနာကိုပြသမယ်ဆိုရင်သားသမီးတွေကလည်းဒါကိုအတူယူပါလိမ့်မယ်။ကိုကနမူနာကောင်းမရှိဘူးဆိုရင်တော့သားသမီးတွေကလည်းအရင်ဆုံးမိမိကိုယ်ကိုတက်မှတ်လိုက်ပါအောင်။ကိုတိုင်ကမပြုတ်ပြင်ပဲမိမိတို့ကိုဘာအတွက်ဆုံးမနေရတာလဲလို့ပြောလာပါလိမ့်မယ်။ဒါကြောင့်အရွယ်ရောက်မှပဲ့ပြင်တာမျိုးမလုပ်ပါနဲ့။အရွယ်ရောက်သွားတဲ့အခါမှာသူတို့ကိုအကြံပြုပြီးပြီဆိုရင်သူတို့အခြေအနေတိုင်းလွှတ်ထားလိုက်ပါ ဇနီးမောင်နှံနှစ်ဦးချမ်းမှာကောင်းစွာ ဖြတ်သန်းခွင့်ပေးလိုက်ပါလူကြီးတွေဘက်ကလောက်ရမှာကမိမိတို့ရဲ့စံနမူနာကောင်းတွေကို ပြသဖို့ပါပဲအကယ်၍လူကြီးသူမတွေကမိမိတို့ရဲ့စံနမူနာကောင်းတွေကိုပြသမယ်ဆိုရင် သားသမီးတွေကလည်းငါတို့ရဲ့မိဘတွေပြသခဲ့တဲ့နမူနာတွေအတိုင်းငါတို့လည်းဘဝဖြတ်သန်းရမှာပါလားဆိုတာနားလည်သွားပါလိမ့်မယ်ဟူဇူကျွန်တော်မေးဆောက်လိုတာကနိဇာမေဝစီယတ်မကဘရာမူစီယန်တွေနဲ့ဆိုင်တဲ့မိဂွန်းဖြစ်ပါတယ် မစီမောဒလစ်လမ်တခင်ကအလ်ဝစီယတ်ဆိုတဲ့စာအုပ်ထဲမှာဤကဲ့သို့ပြည့်ဝသောအီမန်ရှင်တို့အားတနေရာထဲ၌စူးစီးမြုပ်နှံရန်အလတ်မြတ်အလိုရှိတော်မူ၏တို့ဖြင့်နောင်လာမိမျိုးဆက်သစ်များသည်သူတို့အားတနေရာထဲ၌မြင်တွေ့ရကာမိမိတို့၏ယုံကြည်မှုကိုရှင်သန်အောင်ပြုလုပ်နိုင်စေရန်ဖြစ်သည်ဆိုပြီးမိန့်ကြားထားပါသည်ဟူဇူဥယောပနိုင်ငံတတော်များများမှာမူစီဝစီယတ်ပြုလုပ်ထားသူတွေအတွက်တီးသန့်ကဘာစတန်မရှိပါဘူးမူစီတဝူကွယ်လွန်နေဆိုရင် သူ့ကိုသူနေတဲ့နေရာဌာနမှာပဲမြုံနှံပစ်ပါတယ်ကျွန်တော်မေးလျှောက်လိုတာကမစီမောဒလအစ္စလမ်တခင်ရဲ့မိန့်ကြားချက်နဲ့အညီဂျမတ်အနေနဲ့နိုင်ငံတိုင်းမှာမက်ဘရာမူစီယန်မူစီတွေအတွက်တီးသန့်မက်ဘရာထားရှိဖို့ကြိုးစားသင့်ပါသလား လုတ်ချစူးစမ်းဖို့လိုအပ်တယ်လုတ်လို့ရနိုင်မဲ့နိုင်ငံတွေကအဲ့ဒီလိုလုတ်ကြပါတယ် UK ဂျာမနီအစရှိတဲ့နိုင်ငံတွေကအဲ့ဒီလိုလုတ်ဆောင်ဖို့စူးစမ်းခဲ့ပါတယ်အကယ်၍နိုင်ငံကကြီးတယ်ဆိုရင်မြို့လိုက်မူစီတွေအတွက်မကဘရာပြုလုပ်လို့ရပါတယ်ခမရတို့အနေနဲ့လည်းတီးခြားမကဘရာလုပ်နိုင်ဖို့စူးစမ်းတဲ့နယ် တီးကျမ်းမကဘာရာလောက်ဖို့မလွယ်ကူဘူးကန့်တတ်ချက်တွေရှိတယ်ဆိုရင်အဲ့ဒီလိုနေရာမျိုးတွေမှာဘယ်လိုလုပ်လှုပ်ဆောင်လို့ရနိုင်ပါမလဲအလရှမြတ်ကလူသားရဲ့နီယက်ကိုကောင်းစွာသိတော်မူပါတယ်ဒီတော့ကွယ်လွန်သူရဲ့ကျန်ရင်သူမိသားစုဝင်တွေသူ့ရဲ့မိတ်ဆွေတွေနဲ့ဂျမတ်ဖွဲ့ဝင်တွေကသူ့အတွက်တဝါဆူတောင်းဖို့တွားကြမယ်သူ့အတွက်တဝါဆူတောင်းပေးမယ်ဆိုရင်အလရှမြတ်ကကွယ်လွန်သူရဲ့ဂုံစင်တန်းကိုမြင့်တင်ပေးတော်မူမှာဖြစ်တယ် ဒါပေမဲ့နေရာတိုင်းမှာမူစီတွေအတွက်တီးသန့်မက်ဘာရာထားရှိဖို့ကြိုးစားတင်ပါတယ်။အလ်ဝစီယဆာအူထဲကကောက်ချက်ဆွဲကြည့်မယ်ဆိုရင် နေရာတီးသီးမှာမူစီတွေအတွက်မက်ဘာရာတောက်တန်ထားရှိလို့ရတယ်ဆိုတာသိနိုင်ပါတယ်။တွေ့ဆုံမှုအစီအစဉ်ပြီးမှာအန်ဆာရီကခလီဖာတခင်ကြီးနဲ့ဓာတ်ပုံအတူတွဲရိုက်ခွင့်ရခဲ့ကြပါတယ်။ဒီနောက်ခလီဖာတခင်ကြီးကတဦးချင်းကို ဖောင်တိန်လက်ဆောင် ပေးအပ်ခဲ့ပါတယ်။အင်ကာနီမှာဆွီဒင်နိုင်ငံမှာခေါ်တန်း73ဦးက အစ္စလာမဘတ် UK မှာဝက်ဖေအာဇီဖြစ်အလုတ်ကျွေးပြုခွင့်ရခဲ့ကြပါတယ်။အဲဒီနောက်သူတို့ဟာခလီဖာသခင်ကြီးနဲ့လည်းတွေ့ဆုံခွင့်ရခဲ့ကြပါတယ်။အလ်ဟမ်ဒူလ illah ဒီနေ့မှာခလီဖာသခင်ကြီးနဲ့ကျွန်တော် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ဒီခိုက်တန့်ကအလွန်ထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဟူဇူးနဲ့တွေ့ရမယ်ဆိုတာမနေ့ကအထိကျွန်တော်တို့မသိသေးပါဘူး။ယနေ့မှာခလီဖာသခင်ကြီးကကျွန်တော်တို့ကိုဖိတ်ခေါ်တော့အချိန်တိုလောက်ပဲတွေ့ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ဒါပေမဲ့အလ်ဟမ်ဒူလ illah တွေ့ဆုံမှုကမိနစ်30လောက်ကြာမြင့်ခဲ့ပါတယ်။လူတိုင်းကမေကွန်မေးမြန်းခွင့်လည်းရခဲ့ကြပါတယ်။ခလီဖာသခင်ကြီးကလည်းတဦးချင်းကိုဘယ်သူပဲဝါဖြစ်ကြောင်းဘာတွေလှုပ်ဆောင်နေကြောင်းမေးမြန်းပါတယ်။ယန်နဲ့ငယ်အရင်ကဗလီရှိမှာတန်းစီဆောင်ဆိုင်ဖို့ကျွန်တော်တို့ရည်ရွယ်ခဲ့ပါသေးတယ်။ဘာကြောင့်လဲဆိုတော့မစရူလ်ဟောလ်မှာ မင်္ဂလာခမ်းနားလုပ်နေပြီးခလီဖာသခင်ကြီးကမစရူလ်ဟောလ်တို့ကြွမြန်းလာနေတာကြောင့်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့ကတန်းစီစောင့်ပြီးခလီဖာသခင်ကြီးကိုဆလံဆိုရင် ကောင်းမယ်လို့စဉ်းစားခဲ့ကြတယ်ဒီလိုနဲ့ခလီဖာသခင်ကြီးအပြင်ဘက်ကိုကြွားမြန်းလာတဲ့အခါခလီဖာသခင်က ကျွန်တော်တို့ကိုဘယ်ကလာတာလဲလို့မေးမြန်းတယ်ဒါနဲ့ကျွန်တော်တို့ကဆွီဒင်နိုင်ငံကလာရောက်ချင်းဖြစ်ကြောင်းဝက်ဖေအာဇီအနေနဲ့ဒီနေရာမှာရှိနေတာပါလို့ပြန်ဖြေခဲ့တယ်ဒီလိုနဲ့ခလီဖာသခင်ကြီးက ရှေ့ကိုခြေလမ်းအနည်းငယ်လှမ်းသွားပြီးမှနောက်ပြန်လှည့်လာတယ်ပြီးတော့ကျွန်တော်တို့ဘက်ကိုကြည့်တယ် ကျွန်တော်နာမည်ကိုခေါ်လိုက်တယ်ဟူဇူရ်ကနယာစ်ကျွန်ုပ်နားလာပါဦးလို့ပြောတယ်ကျွန်တော်ကိုခေါ်တဲ့အတွက်ကျွန်တော်ကရှေ့ကိုတိုးသွားလိုက်တယ်အဲ့ဒီနောက်မှာခလီဗာသခင်ကြီးကအသင်အခုတလောမှာတင် PhD ရဖို့တဝါစာရေးခဲ့တယ်မဟုတ်လားအဲ့ဒါကိုရအောင်ယူပါလို့မိန့်ကြားတယ်ဒါကိုဘာကြောင့်ကျွန်တော်ကထူးခြားတယ်လို့ပြောရသလဲဆိုရင်ဝက်ရပြီးချက်ချင်းဆိုသလိုပဲအချိန်တိုအတွင်းမှာဝဇူးနဲ့တွေ့ဆုံခွင့်ရခဲ့တာကြောင့်ဖြစ်ပါတယ် ကျွန်တော်ဒီဘွဲ့ယူတင်သလားမယူတင်ဘူးလားဆိုတာမရေရာဘူးဖြစ်နေပါတယ်။ဒါနဲ့ခလီဖာသခင်ကြီးထံချက်ချင်းပဲသွားစားရေးသားပြီးလမ်းညွှန်မှုခံယူခဲ့တယ်။ခုလိုမတွေ့ဆုံမီနေ့ရက်အလိုကကျွန်တော်ဒီစာကိုပေးပို့ခဲ့တာဖြစ်တယ်။ကျွန်တော်တို့အာမဒီတွေနဲ့ခလီဖာကြားကဆက်သွယ်မှုဟာအလွန်မှထူးခြားပါတယ်။ဒီလိုဆက်သွယ်မှုကြောင့်ပဲစာရွက်ပေါ်ရေးသားတဲ့စာဟာဝူဇူးထံကို ရောက်သွားတယ်။အဲ့ဒီစာကိုကိုယ်တိုင်ဖတ်ရှုပြီးဝူဇူးကအဖြေပြန်ပေးတဲ့အခြေအနေမျိုးဖြစ်လာတာဖြစ်တယ်။ ကျွန်တော်လျှောက်ထားတင်ပြသလိုအာမဒီတိုင်းတင်ပြလို့ရပါတယ်။ကျွန်တော်တို့ဟာခလီဖာသခင်ထံစာအများဆုံးရေးသားဖို့လိုပါတယ်။ပုံမှန်စာရေးသားနေဖို့လိုပြီးဒီလိုအဖြစ်ကျွန်တော်တို့နဲ့ခလီဖာကြားကဆက်သွယ်မှုတည်တံ့လာမှာဖြစ်တယ်လို့ပိုပြီးခိုင်မာလာမှာဖြစ်ပါတယ်။ကျွန်တော်တို့အလွန်ထူးခြားတဲ့ကိစ္စတစ်ခုကတော့ခလီဖာသခင်ကြီးရဲ့မှတ်မိသိရှိမှုပါပဲ။ဝဇူရ်ထံကို ထောင်ပေါင်းများစွာသော စာတွေရောက်လာလေးရှိတယ်။စာမှာဖော်ပြထားတဲ့အသေးစိတ်အချက်အလက်တွေကိုကားဆဝဇူရ်ကမှတ်မိနေတယ် ဥမာပြောရရင် ကာလတစ်ခုရင်က ကျွန်တော်ဟာစာစောင် ရေးသားပေးပို့ခဲ့တယ်။စာထဲမှာကျွန်တော်ရဲ့လုပ်ငန်းမှာရုံးကန်နေရကြောင်းရေးခဲ့ပါတယ်။အခုကျွန်တော်ဟူဇူးနဲ့တွေ့တော့ဟူဇူးကအခုတင်းရဲ့လုပ်ငန်းဘယ်လိုလဲပတ်နေသလဲအဆင်ပြေသွားပြီလားလို့မေးတယ်။ဒါနဲ့လက်ရှိကျွန်တော်လုပ်ငန်းချိန်နေကြောင်းတင်ပြခဲ့တယ်။ဘယ်လောက်ထိအောင်လဲဆိုရင်စာထဲမှာကျွန်တော်ဘာလုပ်ငန်းလုပ်ကင်နေသလဲဆိုတာကိုရေးခဲ့ပါတယ်။အဲ့ဒါကိုကအစဟူဇူးကမှတ်မိနေတယ်။ ဒါနဲ့ဝဇူးကအသေးစိတ်ချက်လက်တွေကိုကဆဘာကြောင့်မှတ်မိနေတာလဲလို့ကျွန်တော်တွေးမိတယ်။စာတွေအမြောင်များဝဇူးထံရောက်လာတာတောင်အသေးစိတ်အချက်လက်တွေကိုကဆမှတ်မိနေတာကိုထောက်ရှုခြင်းဖြင့်ဒါဟာအလရှမြတ်ဘက်ကခလာဖတ်ဖြစ်ပြီးအလရှမြတ်ဟာခေကာလခလီဖာကိုကိုညီဆောင်မနေတယ်ဆိုတာသိနိုင်ပါတယ်။ယခုတင်ပြခဲ့တာကပြီးသွားတဲ့သတင်းပတ်ကဆောင်ရွက်ခဲ့တဲ့ခလီဖာသခင်ကြီးရဲ့လုပ်ငန်းစဉ်အနှစ်ချုပ်ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဂျွမ်မာခွတ်ဘာအနှစ်ချုပ်ကို တင်ဆက်သွားပါမယ်။ယနေ့ဂျူမာခွတ်ဘာမှာခလီဖာသခင်ကြီးဟာမကာကိုအောင်နိုင်ခြင်းအကြောင်းဆက်လက်တင်ပြခဲ့ပါတယ်။ခွတ်ဘာမှာခလီဖာသခင်ကြီးကအဘူဆူဖီယန်ကမွတ်စလင်တွေရဲ့ဝိပုစီကံမှုတမန်တော်မြတ်ဆလလောလ္လဟ်အစ္စလမ်ရဲ့ဥဆောင်မှုကိုမြင်ခဲ့ရပြီးနောက်အစ္စလမ်ရဲ့မှန်ကန်မှုကိုဘယ်လိုသိမြင်လာခဲ့သလဲဆိုတဲ့ဖြစ်ရပ်ကိုတင်ပြခဲ့ပါတယ်။အနီနာဝန်းကျင်တဝိုက်တွင်မွတ်စလင်တို့သည်ရေဖြည့်ထားသော လက်ကင်အိုးများကိုကင်ဆောင်ကသွာလာလှုပ်ရှားနေကြပြီးတချို့ကဝူဇူကိုလက်စေးကြောခြင်းပြုလုပ်နေသလိုအချို့ကလည်းတန်းစီနေကြသည်ကိုတွေ့လေသောဤဒီမှာမိမိအတွက်နီလန်အစ်တစ်ခုဖြစ်ပြစ်ဒဏ်ပေးဖို့စီစဉ်နေခြင်းဖြစ်ဟန်တူသည်ဟုအဘူဆိုဖီယန်ကထင်လေ၏ထို့ကြောင့်သူသည်စိုးရိမ်ထိတ်လန့်စွာအဘတ်အားဤသူတို့သည်နနက်စောစောစီစီဘာလုံးနေကြသနည်းဟုမေးလေ၏အဘတ်ကအသင်မစိုးရိမ်ပါနှင့်ဤသူတို့သည်ဆလောက်ဝပြုရန်စီစဉ်နေခြင်းဖြစ်သည်ဟုပြောလေ၏ ်ထို့နောက်အဘူဆူဖီယန်မြင်တွေ့သည်ကထောင်ပေါင်းများစွာသောမွတ်စလင်တို့သည်တမန်တော်မြတ်ဆလစ်လိုင်းနောက်တွင်ရပ်ကြလေသည်တမန်တော်မြတ်ဥညွန့်သည့်အခါသူတို့အားလုံးလည်းကြပြိုင်နေဥညွန့်ကြပြီးတမန်တော်မြတ်က ပြုတ်ဝဥချသည့်အခါသူတို့အားလုံးလည်းပြုတ်ဝဥချကြလေသည်အဘတ်သခင်ကအဆောင်တောင်းဝန်ကြသဖြင့်နမဆုပြုရာတွင် မပါဝင်ချေအဘူဆူဖီယန်ကသူအားယခုသူတို့ပြေလုံနေကြသည်မှာအဘယ်အရာပါနည်းကျွန်ုပ်မြင်ရသည်ကမိုဟာမက်ပြုလုပ်သည်များကို သူတို့အားလုံးလိုက်လံလှုပ်ဆောင်နေကြပါတကားဟုပြောလေ၏ထိုအခါအဘတ်ကအသင်ဘာတွင်များတွေးနေသည်။သူတို့သည်ဆလာဝတ်ပြုနေကြခြင်းသာဖြစ်သည်။သို့သောတမန်မက်ဆလစ်နံမိုဟာမက်တခင်ကသူတို့အားအစာအစာမှီဝဲစားတောင်းခြင်းကိစ္စကိုဆွန့်လွတ်ပါဟုအမိန့်ပေးလျင်လည်းသူတို့အားလုံးသည်စားခြင်းတောက်ခြင်းတို့ကိုပင်ဆွန့်လွတ်ရန်အသည့်ရှိနေကြပေသည်ဟုပြောလေ၏။ဤတွင်အဘူဆိုဖီယန်ကအံဩစွာပြောလေသည်မှာကျွန်ုပ်သည်ပါရှန်ပြည့်ရှင် စ္စရာဤနန်းတွင်သို့လည်းရောက်ဖူး၏ယောမအစ်ကရက်စီဇာဤနန်းတွင်သို့လည်းရောက်ဖူးပါ၏သို့သောတမန်တော်မြတ်မုဟမ္မဒ်ဤနောက်လိုက်များကမုဟမ္မဒ်အပေါ်ဆွန့်လွတ်ဇဒေးကြတကဲ့သို့၎င်းတို့၏အမျိုးသားတို့က၎င်းတို့အတွက်ဆွန့်လွတ်ဇဒေးကြသည်ဟု၍ကကျွန်ုပ်မမြင်ဘူးခဲ့ပါထို့နောက်အဘတ်စ်ကသင်သည်တမန်တော်မြတ်ဆလိုင်စလမ်ထာ၌မိမိ၏အမျိုးသားတို့အပေါ်ခွင့်လွှတ်ခြင်းဖြင့်ဆက်ဆံပါရန်ယနေ့တောင်းဆိုဖို့မဖြစ်နိုင်ပြီလို့ဟုပြောလေ၏ ဆလာဝပြုမှုပြီးသွားသောအခါအဘတ်စဒီအဘူဆူဖီယန်ကိုခေါ်ဆောင်လျက်တမနမက်ဆလိုက်စလန်ထံခစားဝင်ရောက်ခဲ့လေသည်တမနမက်ဆလိုက်စလန်က"အိုးအဘူဆူဖီယန်အလာမတပါအခြားကိုးကွယ်ရာအချင်းမရှိကြောင်းယခုတိုင် အသင်ထံတွင်ထင်ရှားခြင်းမရှိပြီလို့"ဟုမိန့်ကြားတော်မူ၏အဘူဆူဖီယန်ကဖြေကြ၏"ကျွန်ုပ်ဤမိဘနှစ်ပါးကို အသင်အတွက်ဇရေပါ၏သင်သည် အလွန်နူးညံ့တိမ်မွေ့သူ အလွန်မွန်မြတ်သူတင့်တဲ့ပြင်းငိမ့်စွာနေသူဖြစ်ပါ၏" ယခုကျွန်ုပ်နားလည်လိုက်ပါပြီအကယ်၍အလာမတပါအခြားကိုယ်ကအရှင်ရှိပါနှင့်သူသည်ကျွန်ုပ်တို့အားအ ਨੇ ကေမြမဆိုကူညီမည်မဟုတ်ပါလောတောနောတောနက်ဆလန်ကမိတ်တော်မူဒီမှာအိုးအဘူဆိုဖီယန်ကျွန်ုပ်သည်အလာ၏အစေတော်ဖြစ်ကြောင်းသင်သည်ယခုနားလည်ခြင်းမရှိသေးပြီလောအဘူဆိုဖီယန်ကပြောဒီမှာကျွန်ုပ်၏မိဘနှစ်ပါးကိုတင့်အတွက်စရေပါ၏ဤကိစ္စနှင့်ဆက်လင်း၍ယခုတိုင်ကျွန်ုပ်၏စိတ်၌တွေးဝေမှုအ ਨੇ ငယ်ရှိနေပါသေးသည်အဘူဆိုဖီယန်ကတဝင်ယုံကြည်ရန်တုံ့နှင်းနေတော်လဲ ကာမြို့ပြင်မွတ်စလင်တို့၏အခြေအနေကိုစုံစမ်းရန်သူနှင့်အတူပါလာခဲ့သောအဖော်နှစ်ဦးနှင့်ဟကင်းဘင်ဟေဇမ်ကမူမွတ်စလင်ဖြစ်လာခဲ့လေသည်ထို့နောက်တွင်အဘူဆူဖီယန်လည်းအစ္စလာမ်ကိုတတ်ဝင်ယုံကြည်လာခဲ့၏သို့သောမကာကိုအောင်နိုင်ပြီးနောက်တွင်မှသူ၏စိတ်နှလုံးသား၌ပြေဝသောယုံကြည်မှုပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်